င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်ပြည်လန်းနဲ့ရန်ကုန်မန္တလေးလမ်းဟောင်းမှာ PDF တပ်တွေကလုံခြုံရေးစစ်ဆေးမှုတွေဆောင်ရွက်တယ်လို့စစ်စင်ရေးမှူးရဲဘော်တင်ဦးကပြောပါတယ်ကုလညီလာခံမှာရေဂျာနဲ့လူနည်းစုတွေအပါအဝင်ပြည်သူတွေရဲ့အခွင့်အရေးညှင့်တရေးဆုံးဖြတ်ချက်အစိုးမှုချမ်းကိုတင်သွင်းရမှာရုရှားကဖြုတ်ပယ်ရန်စ조사ပေမဲ့လဲရှုံးနေတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ဘကိုးတိုင်းရန်ကုန်မန္တလေးလမ်းဟောင်းမှာ PDF တပ်တွေကလုံခြုံရေးစစ်ဆေးမှုတွေဆောင်ရွက်ခဲ့လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ရသားစစ်စင်ရေးနယ်မြေနှစ်ကစစ်စင်ရေးမှုရဲဘော်တင်ဦးကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်မတ်လ29ရက်နေ့မှာဘကိုးတိုင်းရန်ကုန်မန္တလေးလမ်းပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ23ကတပ်ဖွဲ့ဝင်တွေက လုံခြုံရေးစစ်ဆေးမှုတွေကိုစွန့်ခဲ့တာဖြစ်ပြီးလမ်းပိုင်းမှာတိုက်ပွဲအချို့လည်းဖြစ်ပွားခဲ့လို့ရဲဘော်တင်ဦးကပြောပါရယ်ရန်ကုန်မန္တလေးလမ်းပိုင်းအုတ်တွင်းမြို့နယ်ညောင်ချီတော့မြောက်ဖက်အနီးဂုံမင်းဓာကျေးရွာအနီးမှာမနစ်က6နိုင်ကအကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေကြားမှာတိုက်ပွဲဖြစ်ပွားပြီးလမ်းတွေပိတ်လိုက်လာရလို့လည်းသိရပါရယ် အလားတူမလ25နေ့ည10:00နာရီလောက်ကလည်းပဲခူးတိုင်းပေါက်ခေါင်းအုပ်တွင်အမြန်လမ်းပိုင်းတိုင်းမောင်းနေလာတဲ့အကြက်ဖက်စစ်အုပ်စုရဲ့စစ်ကားနှစ်စီးကိုဘော်ဒါကျေးရွာနဲ့ပေါ်လန်ကြီးကျေးရွာကြားမှာပြည်သူ့ကာကွယ်တပ်မတော် စစ်စင်ရေးနေမြနဲ့တိုင်းစစ်ဌာနဘကူဘျူဟာ27တက်ခွဲသောပြည်ခရံတရေ363နှစ်ကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်ကတေဆုံထိခိုက်မှုများပြခဲ့တယ်လို့မလ26နှစ်မနေ့တနင်္လာ7မိနစ်ကလည်းရန်ကုန်မန္တလေးအမြန်လမ်းပိုင်128မိုင်မင်းရဲရဲစခန်းနဲ့124မိုင်နဲ့ရေတွင်းရဲစခန်းကိုပြည်သူ့ကာကွယ်တပ်မတော်ကဝန်ရောက်တိုက်ခတ်ခဲ့တဲ့အတွက်စစ်တပ်ဘက်ကတေဆုံထိခိုက်မှုတွေရှိခဲ့လို့လည်းသိရပါရဲ့ရှင်စကန်တရတဲ့တဲ့ဘောက်ကိုတက်ဆက်ပေးကြပါရစေ စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာဘန်ကာစောက်ဖို့ပစ္စည်းတွေတဲဆောင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်တပ်ဘက်က9ဦးဟာသေသွားခဲ့လို့မဟုတ်ရရွှေဘုံသားအဖွဲ့တာဝန်ခံမိုးမခကရန်ကုန်ခေတ္တကိုပြောပါရယ်မလ26နေ့မနေ့ရှင်းနိုင်ခွဲလောက်မှာရွှေဘုံမြို့နယ်ဇီးပြူကုန်းပြူစောတိရွာက နေအိမ်တွေကိုဖျက်ဆီးကတီလုံးပြူစောတိရွာမှာဘန်ကာစောက်လို့တဲဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လည်းတစ်ဖက်ဝင်တွေကလက်နက်ငယ်နဲ့အသင့်စောင့်ကြိုတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခတ်မှုအတွင်းမှာရဲတပ်သားတဦးနဲ့ပြည်သူ့စစ်ခေါင်းဆောင်ဘတ်ထော်အပါအဝင်ဖြူစောတီလေးဦးစုပေါင်း၅ဦးဟာတည်သွားခဲ့ပြီးတော်လည်းရဲဘော်တွေဘက်ကအထူးကံမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ကုလသမဂ္ဂအထွေထွေညီလာခံမှာမြန်မာနိုင်ငံကရိုဟင်ဂျာနဲ့လူနည်းစုတွေအပါအဝင် ပြည်သူတွေရဲ့အခွင့်အရေးမြင့်တရေးနဲ့ပြည်သူနာတွေဖြည့်ရှင်ပေးရေးဆုံးဖြတ်ချက်အစိုးမူချမ်းကို တင်သွင်းကြရမှာစစ်ကောင်စီရဲ့မဟာမိတ်ရုရှားနိုင်ငံကအဲ့ဒီအစိုးပြုမူချမ်းပါစာသားတွေကိုဖြုတ်ပယ်ဖို့စူးစမ်းပြီးမဲ့လေမအောင်မြင်ပဲမဲအပြတ်တက်နဲ့ရှုံးနေသွားတယ်လို့သိရပါဗျ။မလ25နေ့မှာအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့62ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာ မြန်မာနိုင်ငံကလူနည်းစုတွေအပါအဝင်မြန်မာပြည်သူတွေအရေးအတွက်ဆုံးဖြတ်ချက်အစိုးမူချမ်းကိုမြန်မာစစ်တရဲမဟာမဲရုရှားနိုင်ငံကပြင်ဆင်ဖို့ကြိုးစားတဲ့ကြားကနေအတီးပြုတ်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီအစည်းအဝေးမှာမြန်မာနိုင်ငံရဲ့ရည်တည်ချက်နဲ့ဆက်လင်းကကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မဲ့ကြီးဦးကျော်မိုးထွန်းကရိုဟင်ဂျာနဲ့အခြားသောလူနည်းစုတွေအပါအဝင် ပြည်သူအားလုံးရဲ့အခြေခံအခွင့်အရေးတွေကိုမြင့်တင်ကောက်ွယ်ခြင်းနဲ့သူတို့အခြေအနေတွေကိုဖြည့်ရှင်းပေးရကမြန်မာနိုင်ငံရဲ့ဦးစားပေးအကြောင်းအရာ ဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ဒါအပြင်ရိုဟင်ဂျာအရေးကိစ္စဟာလည်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာရဲ့တစ်စက်တစ်ပိုင်းဖြစ်ပြီး ပြဿနာရဲ့စစ်မြစ်မှာဆီယနာရှင်နဲ့သူတို့ကျင့်သုံးနေတဲ့အာနာရှင်စနစ်ဖြစ်ပြီးအဲ့ဒီစစ်မြစ်ကိုဗက်ပေါင်းစုံကနေကုံလုံပြည့်စုံစွာဖြည့်ရှင်းရန်အတွက် လိုအပ်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်ရှင်ဒီတစ်ခါမှာတော့ရန်ကုန်မန္တလေးအမြန်လန်းကရဲစခန်းတွေနဲ့စစ်ကားနှစ်စီးကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်က၈ဦးဟာတေသွားပြီးစစ်ကားတစ်စီးဟာကြောက်ထဲကိုပြုတ်ကျခဲ့လို့ပြည်သူ့ကာကွယ်တပ်မတော် တောင်ပိုင်းတိုင်းစစ်တေတာစစ်စင်ရေးနယ်မြေနှစ်ကစစ်စင်ရေးမှုရဲဘော်တင်ဦးကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်မလ26နေ့မနေ့တနင်္လာမှာရန်ကုန်မန္တလေးအမြန်လန်128မှာမင်းရဲရဲစခန်းနဲ့124မှာနေရီတွင်ရဲစခန်းတို့ကို တော်လဲတစ်ဖက်ဝင်တွေကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ကမှုအတွင်းမှာအကြက်ဘက်တပ်သားတဦးဟာထေသွားတာဖြစ်ပြီး၄ဦးဟာအပြင်းထန်ဒဏ်ရာရှိခဲ့ပြီးတော်လဲတစ်ဖက်ဝင်တွေဘက်ကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်။အလားတူမလ25ရက်နေ့ကလည်းပဲခူးတိုင်းပောက်ခေါင်းအုပ်တွင်အမြန်လမ်းပိုင်းတိုင်းမောင်းနှင်လာခဲ့တဲ့စစ်ကောင်စီတပ်ရဲ့စစ်ကား၂စီးကို ဘော်ဒါကျေးရွာနဲ့ပေါ်လန်ကြီးကျေးရွာကြားမှာပြည်သူ့ကာကွယ်တပ်မတော်စစ်စင်နေမြင့်နဲ့တိုင်းစစ်ဌာနဘက်ကိုပြူဝါနေဆက်တဲ့တက်ခွဲ3ပြည်ခရံတရင်363နှစ်ကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ရင်အား30ခန်းပါတဲ့စစ်ကားတစီးဟာကြောက်သေးကိုပြုတ်ကျသွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးဟာတေသွားခဲ့တယ်လို့စစ်သား12ဦးခန့်လည်းထိခိုက်ဒဏ်ရာရှိခဲ့လို့သိရပါတယ်ရှင် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့သခိုင်းတိုင်းစလင်းကြီးမြို့နယ်ထမ်းမှုကျေးရွာဖုံရင်ကြောင်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဆက်တက်လေတိနဲ့ဘုံကျဲတက်ခတ်ရမှာပြည်သူတို့ဟာတိုက်ဆုံပြီးတန်ဃာတော်တပားအပါဝင်ပြည်သူ၅ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေတာပြည်သူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မလ29ရက်နေ့ညနေ9:30မိနစ်လောက်ကစလင်းကြီးမြို့နယ်ထမ်းဖို့ကျေးရွာဖုံးကြီးချောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲအကြက်ဘက်စစ်တပ်ကစက်တက်လေတီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အကြက်ဘက်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုတွေပြည်သူတို့ဟာတေဆုံးပြီးတန်ကားတော်တပါအပါဝင်ပြည်သူ9ဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါရယ်ရှင့် ဟုတ်ကဲ့ပါရှင်ဒါကတော့ရေမုံခက်တဲ့ရမနက်ခက်တဲ့နေ့ကိုတင်ဆက်ပေးရပါကျေးဇူးပေးရကျေးဇူးတင်ပါတယ်ရှင် ကျေးမပါ